မင်္ဂလာပါရှင်။မတ်လ18ရက်အင်္ဂါနေ့အတွက်ရှင်ဟောရဲ့လှုပ်လှုပ်ရှားရှားရကုန်တင်ပြကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ဘုဒ္ဓတော်ခရိုင်တွင်2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ဖြစ်ဆိုနေမှုကိုလှည့်လည်ကြည့်ရှုအားပေးရတဲ့။ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓတော်ခရိုင်ခရိုင်စင်မအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းဆရာမကြီးဒေါက်တာခင်သီရာငိမ့်ခရိုင်ပညာရေးမှူးဒေါက်တာခင်သူစာစိန်တို့ဟာ မက်လာ၁၉ရက်နေ့နနပိုင်းကကျောင်းသားကျောင်းသူများရဲ့၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲပထမနေ့မြန်မာစာဘာသာရပ်အားအေဂျင်စွာဖြည့်ဆည်းနေမှုကိုလည်းလည်းကြည့်ရှုအားပေးကြတယ်လို့သိရပါဗျာ။ ပို့ထောင်ခရိုင်အတွင်းစာစစ်ဌာန6ခုတွင်တက္ကသိုလ်ဝင်စာမဝဲဖြည့်ဆွေးရန်အတွက်ကျောင်းသားကျောင်းသူ2281ဦးစာရင်ပေးသွင်းထားပြီးပထမနေ့မြန်မာစာဘာသာရပ်ကိုကျောင်းသားကျောင်းသူ2153ဦးဝင်ရောက်ဖြည့်ဆွေးကြတယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဝင်းကပေးပို့ထားပေးဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့တိလဝအင်ယာနဲ့ကနောင်အင်ယာတို့တွင်စီမံကိန်းဖြစ်ရောင်းချခဲ့သောအခမ်းများအားရှားရင်နေထိုင်ခွင့်ထုတ်ပေးတဲ့သတင်း။ ီလဝအင်ယာနဲ့ကနောင်အင်ယာတို့တွင်အင်ယာချင်းွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့်ရောင်းချခဲ့တဲ့အခမ်းများအားယာယီနေထိုင်ခွင့်ထုတ်ပေးသွားမှာဖြစ်ကြောင်းမြို့ပြနှင့်အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးကြေညာထားပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ21ရက်တွင်အစိုးရအင်ယာရှိအခမ်းများကိုဌာနသို့အမည်စင်းပေးပို့ထားပြီးဖြစ်ကအခမ်းဝယ်ယူခွင့်ရရှိထားသူများအားယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ရှိုင်းနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပေးခြင်းကို 2025ခုနှစ်မတ်လ20ရက်မှလကုန်ရက်ထိရုံးချိန်အတွင်းရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနအမှတ်228မြန်ဆောင်234ဗိုလ်ချုပ်အောင်ဆန်းလန်းဗုဒ္ဓထောင်မြို့နယ်တွင်စောင့်ရပီသားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တာကိတာမြို့နယ်တွင်စီပေါစာကားနှင့်အိမ်စီကားတိုက်မိမှုဖြစ်ပွားတဲ့တဲ့။ ရန်ကုန်တိုင်းဒေသကြီးတာကေတာမြို့နယ်တွင်မတ်လ18ရက်ည9:00နာရီခန့်ကစီပေါစာကားနှင့်အင်စီကားတို့တိုက်မိခဲ့ကြောင်းသိရပါဗျာ။တာကေတာမြို့နယ်အေယာဝန်လမ်းအတိုင်းမောင်းနေလာတဲ့စီပေါစာကားနှင့်အင်စီကားတို့ဟာအခင်းဖြစ်နေရာ360စီအယောင်ဆိုင်အနီးအယောက်တိုက်မိသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ဖြစ်စဉ်အားသက်ဆိုင်ရာမြို့နယ်ခြေဆိုင်လူမှုကူညီရေးအသင်းဝင်များကကူညီကယ်ဆယ်မှုများပြုလုပ်ပေးကြပြီးကာနစီတိုင်မီမှုတွင်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်းသိရပါရဲ့ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ MFF နေရာဒီအခြေခံဘောလုံးနဲ့ဖူစဲအခမဲ့တင်တန်းဖွင့်ပွဲကျင်းပတဲ့တွင်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကဦးဆောင်ဖွင့်လေးတဲ့နေရာဒီအခြေခံဘောလုံးနဲ့ဖူစဲအခမဲ့တင်တန်းဖွင့်ပွဲအခမ်းအနားကိုမက်လ18ရက်ကအမျိုးသားဘောလုံးအကယ်ဒမီရှန်ကုန်းမြခင်တူကွင်းနဲ့ MFF ဖူစဲစတေဒီယံတို့တွင်ကျင်းပကြောင်းသိရပါဗျာ ယခုနှစ်နွေရာသီသင်တန်း MFF Summer Football Ski Course 2025အခမဲ့သင်တန်းများကိုရန်ကုန်မန္တလေးတောင်ကြီးပသိမ်မြို့များတွင်ကျင်းပနေပြီးသင်တန်းသား1400ကျော်တက်ရောက်လျက်ရှိကြောင်းလည်းသိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းပစ်စင်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။